မင်္ဂလာပါရှင်ဒီတစ်ပတ်အတွက် BEV မှတ်တည်တဲ့သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့သတင်းတွေရမှတည်သူတွေအတွက်မှတ်မှတ်တည်တဲ့ဖြစ်စဉ်မဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပါ ျမကတော့အစီအစဉ်တစ်ဆက်သူအင်မြတ်မှုခင်ပါပထမဆုံးအနေနဲ့မန္တလေးငလင်းမှာအငိမ့်သက်သူနာပြုဆရာမကြီးကိုကယ်ဆယ်နိုင်ခဲ့ရာ6လပြည့်ခဲ့ပြီဆိုတဲ့သတင်းကိုစတင်ထုတ်လွှင့်ပေးလိုက်ပါတယ်ဒီလိုစာပေါ်ရေးဆောင်ရွက်လိုက်ရမှာကျွန်တော်၈နှစ်လောက်မှာမန္တလေးအင်အားပြည်ငလေးကြီးလှုပ်တုံးကနေပြီးတော့စပူတီရီမြို့နယ်ဗလာသိပ်ထိရက်ကွက်ကတိုက်ခန်းတစ်ခုမှာ နိုင်ပေါင်း68နာရီကြာကြာပြိမိနေခဲ့တဲ့သူနာဖြစ်ဆီယာမကြီးအငိမ့်စားဒေါ်ဆန်းဆန်းထွေအားကယ်ဆယ်နိုင်ခဲ့တဲ့မှတ်တမ်းကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။စက်တင်ဘာလ28ရက်နေ့ဟာမန္တလေးအင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ6လပြည့်ခဲ့ပြီဖြစ်ပေမဲ့ငလျင်ဒေသတွေကိုအာဏာသိမ်းစစ်တပ်ကကူညီမှုတွေထိထိရရမလုပ်နိုင်သေးပေမဲ့အခုလိုမှတ်တမ်းကိုထုတ်ပြန်လာတာဖြစ်ပါတယ်။ ာနာသိန်းစစ်တပ်ကတော့ငလျင်ကိစ္စကိုလိုက်လံဆောင်ရွက်တာတွေမရှိသလောက်နေပါပြီးနေပြည်တော်ငလျင်သတင်းတချို့ကိုလည်းဒီကနေ့အချိန်အထိဖုံးဖိထားပါဗျာတဲ့တဲ့ဘုတ်ကတော့အာနာသိန်းစစ်တပ်ကလေကြောင်းကနေပုံကျဲလို့ကချင်ပြည်နယ်မှာကလေးတငယ်တွေအပါအဝင်တိုက်ဆုံးသူများပြခဲ့ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စက်တုံးမြို့ကို အာနာဒိစစ်ကောင်စီကပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေအပါအဝင်ထိခိုက်ဒေဆုံးသူများပြားခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့စတုံးမြို့ကိုစက်တင်ဘာလ29ရက်နေ့မွန်းလွဲပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြို့ပေါ်ကိုကျဲချလိုက်တာအလောင်းတွေကတော့အနည်းဆုံး10လောင်းကျော်လောက်ရှာတွေ့ထားတယ်။ကျောင်းစင်းချိန်ကျဲချလိုက်တော့ပြန်လာတဲ့ကလင်းငယ်တွေထိတယ် တချို့အလောင်းတွေကကြားမတော်ခွဲမရဘူးလို့ဒေသခံတအူကပြောပါရယ်ဘူချုပ်ကြီးခွန်မော်ကလည်းစတုံးမြို့ဘုံကျဲခံရမှုကြောင့်သေဆုံးသူတွေရုပ်အလောင်းနဲ့မြို့မြေပုံကို Facebook လူမှုကွန်ရက်မှာတင်ပြီးစတုံးမြို့မင်းတို့တွေလူမဟုတ်တော့ဘူးလို့ရေးသားထားပါရယ်စတုံးမြို့ကို KIA က2024ဇွန်လမှာတိုက်ပိုက်ခဲ့တာဖြစ်ပြီး2024နှစ်ကုန်ပိုင်းနဲ့2025နှစ်စန်းပိုင်းတွေမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ကိုင်းတိုင်းကမင်းတိုင်းပင်ကြီးရွာအပါဝင်ကြီးရွာဆေးရွာကဒေသခံတပေါင်းကျော်ဟာအရေးပေါ်အကူအညီလိုအပ်နေပါတယ်။ရပါတယ်။ရပါတယ်ထီထီ။စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်အတွင်းမှာရှိတဲ့မင်းတိုင်ပင်ကြီးရွာအပါအဝင်ကြီးရွာပေါင်းဆေးရွာကစပီးဆောင်ဒေသခံတပေါင်းကျော်ဟာဆေးဝါးနဲ့မိုးအကာတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံစပီးဆောင်နေစီကသိရပါဗျ။ စစ်ကောင်စီတပ်ကလက်ရှိအချိန်မှာပလဲမြို့နယ်အတွင်းကမင်းတိုင်ပင်ကြီးရွာအတွင်းမှာတပ်ဆွဲနေထိုင်ပြီးစီးဖြူကုန်း၊အင်မတီ၊ကန်တောင့်စားတဲ့အနီးအနားကမင်းတိုင်ပင်ကြီးရွာအပါအဝင်ကြီးရွာဆယ်ရွာကဒေသခံပြည်သူတပေါင်းကျော်ဟာဒီကနေ့အထိရက်ရှည်စစ်ပီးရှောင်နေရတာကြောင့်အခုလိုအရေးပေါ်အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့ဒေသခံတွေက BEV ကိုပြောပါရတယ်။ဒေသတွင်းစစ်တပ်ရဲ့စစ်ကြောင်းထိုးတိုက်ခိုက်နေမှုတွေကြောင့် အလို့အကန့်အခွင့်အလန်းတွေဆုံးရှုံးနေတယ်လို့ရှက်ပေါင်း100ကျော်ဆစ်ဆောင်နေရတဲ့အတွက်စေဝါနဲ့အမိုးအကာတွေလိုအပ်နေတာဖြစ်တယ်လို့ဒေသခံတဦးကအခုလိုပြောပါတယ်။ကျွန်တော်တို့မင်းနိုင်မင်းကြည့်ပါကပါစီပီးရှောင်ခဲ့တာဆိုရင်၃လနီးပါးရှိနေပါပြီ။တရွာလုံးနီးပါးရှောင်ခဲ့ရတာပါ။အခက်ခဲနေနေရတော့စားဝတ်နေရေးလည်းအကုန်လုံးပဲအခက်ခဲနေကြပါတယ်။ကလေးတွေလည်းဘလို့နေနေဟောပေါ့ဒီပညာရေးက ဒီပြင်းရင်လွှားရင်ဆိုတော့တင်ကြမဲ့ထောက်ဘူးမဲ့လူမရှိတဲ့လောက်ဖြစ်နေပြီးတော့ဒီကျမရဲ့အရာဆိုလည်းအခုနီးစက်ရာဘူလိုပေါ့အရာအရာဆရာဆရာမလေးတွေနဲ့ပြုပြီးတော့ဒီလိုပဲနေရတဲ့ခါကျအခုအရာဒီမှာဆိုရင်လည်းတုတ်ကွေးရာတွေဆိုတော့တုတ်ကွေးပြားတွေလည်းတော်တော်များများရှိကြပါတယ်အခက်ခဲအနေနဲ့တော့ဒီလိုပဲတယောက်နဲ့တယောက်ကိုမျှဝေဆိုင်ခြင်းနဲ့အခြားဒီအဖွဲ့စည်းတီးတွေကနေပြီးတော့လူလာလေးတွေပဲမျောပြီးတော့ မျောလင့်ပြီးတော့စားနေရတာပေါ့ဗျာဒါမှလဲလို့လဲစားဆိုရင်မှဒီမှာလဲဘလို့နေမဲ့လောက်ကင်မှုအခွင့်အလမ်းကလည်းမရှိတဲ့အခါကျတော့တော်တော်လေးကတော့အဆင်မပြေမှုများပါတယ်မြဝေပြီးတော့စားနေရပါတယ်မင်းတိုင်ပင်ရွာကိုစစ်တကဩဂုတ်လ20ရက်နေ့ကစတင်ပြီးနှစ်ရက်တာမီရှုနေတာဖြစ်ပြီးအစိုးရစစ်ကြောင်းဟာကန်တော့ရွာစခန်းကိုပြန်လည်ရယူဖို့အင်မတီပြူရွာဘက်ကနေထွက်လာတဲ့စစ်ကြောင်းကိုအင်အားဖြည့်ဖို့ ဇီးဖြူကုံဖြူရွာကနေထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါဗျ။ဇီးဖြူကုံဖြူရွာကနေထွက်လာတဲ့စစ်ကြောင်းကဩဂုလ16ရက်နေ့ကငပြောတော်ရွာကိုဝင်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုယူခဲ့ကဇီးဖြူကုံရွာဘက်ကိုတည်ပို့ခဲ့ပြီးဩဂုတ်18ရက်နေ့မှာငပြောတော့ရွာကိုမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။အဲဒီမှာတော့မင်းနဲ့မင်းပြေးလာတာရှင်။ဟိုက3လနေမီးရှို့နေပြီ။ဘုဇတဲ့ကိုတို့နဲ့ပြေးလာတာပါရှင်။သွားရတော့ရတော့တိတ်အဆင်မပြေဘူး။တနည်းလို့မှတနည်းစားတဲ့ဘဝဆိုတော့ အဲ့ဒါကိုရောက်တဲ့ရမှာအလုတ်ကနေရာထိုင်ခင်းအဆင်မပြေဘူးကိုယ်ကိုယ်ကိုယ်ရလည်းမဟုတ်ကြလည်းနေထိုင်ရရတော့ဆင်းပြေတဲ့ထောင်းဝိုင်းစားစားစားဝတ်နေရအဆင်မပြေဖြစ်ပြန်ဖို့လည်းပြန်ဖို့ကလည်းအဲချိန်မှမလဲမသိရဘူးပြန်ဖို့ကအချိန်ညလဲမိရှို့လာတော့တော်တော်လေးကိုများတယ်လို့သိရပါတယ်ဗျာဟိုသွားတော့မကြည့်ရဲကြလို့မကြည့်ရပါဘူးအချိန်ခုချိန်ကြီးလည်းဘာမှတော့မသိရတော်တော်လေးရှို့ခံရလို့မသိမိရောက်ရဆံမြင်ရပါတယ် စစ်ကောင်စီစစ်ကြောင်းဟာဩဂုတ်လ19ရက်နေ့အထိငပြောတော်ရွာမှာတက်ဆွဲပြီးဩဂုတ်လ20ရက်နေ့မနက်ခင်းပိုင်းမှာမင်းတိုင်ပင်ရွာကိုစစ်ကြောင်းထိုးလာပြီးရွာကိုမီးရှို့ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ပလဲမြို့နယ်နဲ့6မိုင်အကွာမှာတည်ရှိတဲ့မင်းတိုင်ပင်ရွာဟာအင်ဂျီတစ်ထောင်နီးပါးရှိပြီးစစ်တပ်ရဲ့လေကြောင်းကနေအချိန်ချင်းပုံကျဲတာခံရတယ်လို့စစ်ကြောင်းထိုးမီးရှို့တာလည်းအချိန်ချင်းခံနေရတယ်လို့သိရပါဗျ။ င်ဘာ30ရက်နေ့ကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာအင်အားပြင်းထန်ကြောင်းတေဆုံးသူ80ရှိခဲ့လို့သိရပါတယ်။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာပြင်းအားထုတ်တဲ့3အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်သေဆုံးသူ80နီးပါးရှိလာပြီဖြစ်ပါတယ်။ဖိလစ်ပိုင်သမ္မတဖာရီနန်မာကော့စ်တူနီယာက ပြည်သူတွေအနေနဲ့သတိရှိရှိနေထိုင်ကြဖို့နဲ့ဒေသဆိုင်ရာအနာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းတဲ့ကြေညာချက်တစ်ဆောင်ထုတ်ပြန်ထားပြီးငလျင်သင့်ပြည်သူတွေနဲ့အတူများစွာစိတ်ထိခတ်ရတယ်လို့ပြောကြားပါတယ်။ Now forgive me Sabridge. Lord. 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 Hola, hola. စက်တင်ဘာလ30ရက်ည7:00ခွဲလောက်က6.9အဆင့်ရှိတဲ့အင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲငလျင်613ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ဖိလစ်ပိုင်မီးတောင်ဆိုင်ရာအေဂျင်စီကထုတ်ပြန်ထားပါတယ်။စီဘူးပြည်နယ်အစိုးရကတော့တဘာဝဘေးဆိုင်ရာအရေးပေါ်အခြေအနေကြေညာထားပြီးလျှစ်စစ်တအားပြန်လည်ရရှိဖို့နဲ့ငလျင်တင့်သူတွေကိုအကူအညီပေးအတွက်အပူတပြင်းတွေလှုပ်ဆောင်နေပါတယ်။ ငလီဟာဆန်ယီမီချီကိုအပါအဝင်စီဘူးမြောက်ပိုင်းမှာအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ပြီးကေဆေးလုပ်ငန်းတွေအတွက်အစားအစာနဲ့ရေအပြင်ရှာဖွေကေဆေးလူသားတွေအတွက်အထောက်အကူဖြစ်ဖို့အကြီးစားဆက်ကရီယာတွေကိုတောင်းဆိုထားတယ်လို့ဆန်ယီမီချီကိုဒုတိယမြို့တော်ဝင်ကပြောပါတယ်။ငလီရောက်တန်ရာရသူတွေနဲ့တခြားသူတွေကိုစေယုံအဆောက်အအုံပြင်ပမှာကုသမှုတွေပေးနေပြီးငလီအသင့်ဒေတာကလူတွေကတော့မနစ်ညကလမ်းပေါ်ထွက်အိတ်ခဲ့ရပါတယ်။ ဒီသတင်းရဲ့နောက်ဆက်တွဲအဖြစ်ဖိလစ်ပိုင်စီဘူးမြို့မှာအော်တိုဗာလီရဲ့ဒေသစံတော်ချိန်ညနေ6နာရီလောက်က Richard Starsky ငါးဆင့်ငလင်ထက်မှန်လောက်ခတ်ခဲ့ပါတယ်။မကွေးတိုင်းကျမတော်ဆယ်အောက်ကတည်းကဟေးတိုက်စားပြီးကျူးသွားလို့လမ်းပိတ်ခဲ့ရပါတယ်။ က်တင်ဘာလနောက်ဆုံးဘက်ကကျမောက်တောင်ဆယ်နဲ့ချားဆယ်တွေရေရှမ်းခဲ့တာကြောင့်ဒေသရင်းမှာရေပိတ်တင်ခဲ့ရတယ်လို့ကားလမ်းတွေလည်းယာယီပိတ်ခဲ့ရပါတယ်။ဒီရဲ့နောက်ဆက်တွဲဖြစ်ကျမောက်တောင်ဆယ်အောက်ကဒရာရေတိုက်စားပြီးကျိုးသွားလို့ဒီကနေ့အော်တိုဘာလ3ရက်နေ့မှာမိထီလာကြောက်ပရောင်လန်းပိတ်နေပါတယ်။အောက်ပိုင်းကားမြင့်တွေကတော့ဆက်အောက်ရွာဘက်ကနေတွားလို့ရတယ်လို့သိရပါတယ်။တိုက်ဖုံးမုန်တိုင်းဝိုင်းလာကြောင့်စက်တင်ဘာလ30ရက်နေ့ကနေအော်တိုဘာလ9ရက်နေ့ထိမွေရိုင်းအတွင်းက မကွေးနတ်မောက်မြို့သစ်တောင်ရင်းကြီးရေနံကြောင်းအောင်လံတရက်နဲ့စမဝဲမြို့တွေမှာမိုးတိထံစွာရောက်သွန်းနိုင်တဲ့အတွက်သတိပြုပြီးဒီဥတစိုက်နေထိုင်ကြဖို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်အခုနောက်ဆုံးတစ်ဆက်ပေးမှာကတော့မန္တလေးမြို့လယ်တနေရာမှာအာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ရေးပြုလုပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ အာနာသိန်းစစ်တပ်နဲ့သူ့ရဲ့လက်ပါတွေတွေလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကမန္တလေးမြို့လယ်ကောင်တနေရာမှာရွေးကောက်ပွဲဆက်ကျင်ရေးလူထုတပိတ်လှုပ်ရှားမှုကိုဒီကနေ့အော်တိုဘာလ3ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ပြူလက်ပါတွေရဲ့တောင်းကျမ်းတာစစ်မှုရန်ကောင်းစဉ်နဲ့အတင်းအဓမ္မဖမ်းဆီးမွေးညစ်တာတွေကဆက်တိုက်ကြုံတွေ့ရင်ဆိုင်နေရတော့မန္တလေးပြည်သူတွေရဲ့ရင်ထဲမှာဖက်ဆစ်စစ်တပ်နဲ့အာနာသိန်းစစ်အုပ်စုအပေါ်မှာ나ကြီးရဲတွေကရင်ထဲအပြည့်ပါပဲ။ဒါ့အပြင်စစ်အုပ်စုကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုလည်းခါးသီးစွာဆန့်ကျင်ရုံမုံကြပါတယ်လို့မန္တလေးတပိတ်ခေါင်းဆောင်တို့ဖြစ်တဲ့ ဒေါက်တာတေဆာဆန်းကပြောပါတယ်ဖက်စစ်ရွေးကောက်ခွေးတိုးပေါက်မဲမပေးပဲတပိတ်မောက်အတူအောင်ရွေးကောက်ပွဲလူလူအားနဲ့တိုက်ဖြတ်ကြတင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးပါနဲ့စတဲ့ရွေးကောက်ပွဲဆန့်ကျင်ရေးစာသားတွေရေးထားတဲ့စာရွက်တွေကိုတပိတ်ရဲဘော်တွေကချဲချခဲ့တာပါဒီတော်လိုင်းမှာပြည်သူကအဓိကဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ငုံမခံပဲရရနီလန်းနဲ့တုံ့ပြန်ကြဖို့လိုတယ်လို့ဒေါက်တာတေဆာဆန်းကတိုက်တွန်းထားပါတယ်အခုလက်ရှိမှာအာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်မှုနဲ့စစ်တပ်က ပြည်သူ၁၂ယောက်ကိုဖမ်းဆီးခဲ့ပြီးဒီထဲမှာအသက်မပြည့်သေးတဲ့လူငယ်၃ယောက်ပါဝင်ပါတယ်။အခုနားဆင်ကြည့်ရှုကြရတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မှတ်မှတ်ထင်ထင်သတင်းတွေပဲဖြစ်ပါတယ်။နရဘတ်မြန်မာစံတော်ချိန်တနင်္ဂနွေနေ့ည7:00နာရီတိုင်းမှာအသစ်တင်ဆက်ပေးမှာဖြစ်လို့ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok channel တွေမှာဆက်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ 怎么，嘛一年不见吧？